အားလုံးမင်္ဂလာပါရှင်စက်တလပိုင်းတလစာတွင်တောက်ကြတာသမီးများအတွက်စာပြီးတော့မန်းညိုပြောပြမှာဖြစ်ပါတယ်ကျွန်မရဲ့ဗီဒီယိုလိုက်ကလေးကိုတောက်ကြတာသမီးများကြည့်ရှုနေတဲ့ဆိုရင်တော့စာဆုံးလေးကြည့်ပေးဖို့လိုအပ်ပါတောက်ကြတာသမီးများဒီစက်တလပိုင်းမှာဆိုလို့ရှိရင်တို့အနေနဲ့စက်တူမပြုတ်လုံးတဲ့နေသားသမီးတွေရှိပါတယ်ဒီနေသားသမီးတွေကတောက်ကြကြတာပလေးတနေလား စတ်သူစည်းဝါပြုလုပ်လို့မရပါဘူး။ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ဒီလိုနေသားသမီးများနဲ့ရှိနေတယ်ဆိုလို့ရှိရင်တော့ခဏနောက်ကိုစုပ်ထားမှာဖြစ်ပါလေ။ဒီလာထဲမှာလုံးဝလုံးဝမလုပ်တဲ့။အဲ့တော့တောက်ကြတနင်းလာကြတာပြီ။အဲ့ဒီနေသားသမီး၃ခုပဲရှောင်လာမှာဖြစ်ပါလေ။အကျိုးပေးတာကတော့ကျမတို့စနေအင်တာကြတာပြီ။ စနေသားသမီးအင်္ဂါသားသမီးကြာသားပြီးသားသမီးများနဲ့အောက်ကြသားသမီးများဆက်သူစည်းဝါးပြီးလို့လို့ရပါတယ်။ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေကောင်းတဲ့ပုံမဆိုရင်လည်းအောင်မြင်ပါတယ်။လုံငန်းပိုင်းကစတင်အကောင့်ထဲပေါ်မယ်ဆိုရင်တော့ဒီလိုနေသားသမီးမျိုးထံမှာတွားပြီးတော့ကိုညီတောင်းပြီးတော့မှစတင်မှာဒါဆိုရင်မိမိတို့ရဲ့အလုပ်တရားဒီလာထဲမှာစပြီးတော့ပုံမှုအောင်မြင်တာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့တောက်ကြသားသမီးများဟာဒီစက်ပလပိုင်းမှာဆိုလို့ရှိရင်တော့ လုပ်ငန်းတက်တေတူတောင်ရမယ်။ငွေကြေးရင်းနှီးမြှုပ်နှံမှုကိစ္စတွေဆောင်ရွက်တဲ့အခါမှာအကျိုးကျေးဇူးပို့ပြီးတော့အောင်မြင်တာကိုတွေ့မြင်ရမယ်။ဒီစက်တလာပိုင်းမှာတောက်ကြသားသမီးများတော့ချီးရင်းနဲ့ပတ်သက်ပြီးတော့ကံမကောင်းဖြစ်နေပါလိမ့်မယ်။အိမ်တော်ရေးပိုင်းမှာတော့ခဏခဏစကားတွေညာနေရတတ်ပါလေ။အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ဖြတ်တန်းသွားရပါလိမ့်မယ်အလုတ်ကောင်းနေရာကောင်းကြီးရရှိတတ်ပါတယ်။လာစာတိုးမြင့်ခြင်းနေခံရမယ်။ယာတူးတိုးမြင့်ခြင်းနေခံရတတ်ပါတယ်။ပညာရဲ့နဲ့ပတ်သက်ပြီးတော့ဆရာသမားအထူးထောက်ပံ့ခြင်းနေရမယ်။အဲ့တော့ပညာရေးမှာညနေတာပေးခြင်းနေခံရတတ်ပါတယ်။အဲ့တော့တောက်ကြသားသမီးများမမျော်လင့်မဲနဲ့ ခြေနေတစ်ခုကနေပြီးတော့မှခြေနေတစ်ခုတစ်ဆင့်တက်သွားတာအမြင့်ကိုရောက်သွားတာမျိုးဒီစက်တလာပိုင်းမှာဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီစက်တလာပိုင်းမှာတောက်ကြသားသမီးတွေအယမ်းကိုကန့်ကောင်းနေရတာဖြစ်ပါတယ်။မိမိတို့အနေနဲ့စိတ်မြစ်စရာတွေစိတ်တော့ကရောက်စရာတွေဘလောက်ပဲရှိရှိစိတ်တက်မကြပါနဲ့အာမလျှော့ပါနဲ့ ကိုလှုပ်ရှားရှိတာရှေ့ဆက်ပြီးတော့လှုပ်ပါအောင်မြင်ပါလိမ့်မယ်။တောက်ကြသားသမီးများဒီနာမှာကိုကစိတ်ပြက်လည်းမကြနဲ့အားလည်းမလျှော်နဲ့ကိုကတန်ကောင်းလာတော့မယ်နော်ရှေ့ဆက်ပြီးတော့ပြောင်းလဲလာပြီးကိုရဲ့ကံတရားတွေကတပြေးပြေးနဲ့အညစ်တမြန်ကိုတက်လန်းလာပြီးကိုကိုညီမဲသူလေးပေါ်များလာပြီးကိုစိတ်ထဲမှာတေချာပေါ့ ယုံကြည်ပြီးတော့ဒါရှေ့ဆက်ပြီးတော့ဖြတ်တန်းမှာတည်ကြပေါက်မြင်ရပါလိမ့်မယ်။အဲ့တော့တောက်ကြသားလေးများဒီလပိုင်းမှာဆိုလို့ရှိရင်သူကခရီးနဲ့ပတ်သက်ပြီးတော့ခဏခဏသွားနေရတတ်ပါလိမ့်။အိမ်မှာနေရတဲ့ကူမရှိပါဘူး။ခရီးနဲ့ပတ်သက်ပြီးတော့သွားရတယ်၊လာရတယ်မမျော်လင့်မဲနဲ့နော်ရဝေးခရီးတွေခရီးနီးခရီးဝေးသွားရတယ်ပျော့ပျော့ရှင်ရှင်နဲ့လည်းသွားရတဲ့ခရီးမျိုးတွေကျွမ်းဝတတ်ပါ တော့ကိုကရစရာရှိတဲ့ငွေကြေးတွေကစုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေကရုပ်တရက်ပြန်ရလာတာကိုပြန်ပေးလာတာမျိုးတွေလည်းကျွန်မတတ်ပါတယ်။တောက်ကြသားသမီးကအပြူလူမျိုးဆိုလို့ရှိရင်အိမ်အောင်ကြခင်ရှိပါတယ်။အဲ့တော့ချစ်သူကြီးစားမရှိသေးတဲ့တောက်ကြသားသမီးများဆိုရင်တော့ဒီလပိုင်းထဲမှာချစ်သူကြီးစားရင်ရရှိတတ်ပါလေ။အဲ့တော့မျက်နှာပွင့်စမ်းပွင့်တဲ့ကာလတစ်ခုဖြစ်ပါ ဒီကာလမှာတောက်ကြသားသမီးများအပြောဆိုပြီးအောင်မြင်တဲ့လူချင်းလူခင်ပေါ်များတဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိတို့အနေနဲ့ရေမွေးအမွေးနတ်တာတစ်ခုခုကိုသုံးစွဲပြရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အပြောဆိုလုပ်ငန်းပိုင်းညီအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့တကူရင်တန်ရှင်းမှုပြုလုပ်ပါရေမွေးနတ်တာသုံးစွဲပြီးတော့တာအလောက်ကိုတွားလိုက်ပါကိုယ့်ရဲ့အလုပ်ပြီးအောင်မြင်ပါ အဲ့တော့လုပ်ငန်းမှာလည်းဖြစ်ဖြစ်အကြီးအကဲပိုင်းမှာပဲဖြစ်ဖြစ်ကိုယ်ကိုမျက်နှာပေးမယ်။လုပ်ဖို့ခိုင်ပက်အချင်းချင်းတောင်မှကိုယ်ဒစိမ့်စိတ်ကြည့်ပြီးတော့အားကြရတာမျိုးတွေလည်းကြုံရတတ်ပါတယ်။ဒါကြောင့်တောက်ကြသားသမီးများကဒီကာလပါဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အချစ်ရရတော့ကံကောင်းနေအိမ်တော်ကြီးမှာတော့နည်းနည်းညံ့နေခဏခဏစိတ်ညံ့ရမယ်စိတ်တော့ခိုင်ရအောင် ဒါကလည်းကိုယ့်ဘက်ကအလျှော်ပေးမယ်ဆိုရင်တော့အိမ်တော်ကြီးကလည်းတန်ကောင်းသွားပါလိမ့်မယ်။အဲ့တော့မိမိတို့အနေနဲ့ကတောက်ကြနေ့မွေးနေ့မနေ့9နာရီ45မှာမုံစိမ်းမောင်း3ပကံလူပေးရမှာဖြစ်ပါတယ်။အုံသီးလုံးဝမထည့်ဘဲနဲ့ဖယောင်းဆုံးကပ်ပြီးပါ။ဖယောင်းနိုင်ရှစ်တိုင်းအမွေးတိုင်းရှစ်တိုင်းလူပန်းလေးပါ။မိမိတို့လူရစုကိုတောင်းပါအဲ့တော့မိမိတို့လူရစုကိုတောင်းတဲ့အခါမှာမိမိတို့အနေနဲ့ တောင်ဝဲရက်ကနေပြီးတော့မြောင်ရက်ဘက်ကိုမျက်နှာမူပြီးတော့လိုရာစုတောင်းမှစုတောင်းပြေးပါလိမ့်မယ်ဒီကာလာလေးမှာတောက်ကြတာသမီးများတည့်ရသားလေးနဲ့တက်စစ်တာစောင့်ထားလိုက်စောင့်ပြီးတော့တာတော့ပါအောင်မြင်ပါတယ်အဲ့တော့အမှုပညာတောက်ကြသားသမီးများကအမှုပညာရှင်တွေဆိုလို့ရှိရင်တော့ဆက်တွေကောင်းနေဝင်လာတတ်ပါလေစာချုပ်ဆိုင်နဲ့လက်မှတ်ထိုးမဲ့ကိစ္စမျိုးတွေပြုလုပ်ရတတ်ပါလေအောင်မြင်ပါတယ် ဲ့တော့အမှုပညာရှင်တွေတောက်ကြသားသမီးတွေကဒီလာထဲမှာဆိုရင်အပြာရောင်မိုးပြာရောင်စောင့်ထားဖို့မင်းတို့ကိုယ့်ရဲ့လုပ်ငန်းတွေစတင်တဲ့အခါမှာဒီ17လပိုင်းမှာ16ရက်နေ့ကံကောင်းဆုံးနေ့ရဖြစ်ပါတယ်เนาะ16ရက်နေ့3ရက်နေ့4ရက်နေ့10ရက်နေ့18ရက်နေ့မှာစတင်ကောင်းတဲ့ပုံမျိုးဆိုရင်တော့အောင်မြင်ပါတယ်ဒီလပိုင်းမှာကိုယ်ရ ပုံမူပြီးတော့ကန်ကောင်းကျင်နေဆိုရင်တော့အခုနကျမပြောတဲ့နေရွက်ဒီမှာဟိုဟာရေရကိစ္စပြုလုပ်တာတို့ဆူတောင်းတာမျိုးတွေပြုလုပ်ပေးပါအဋိဌံလေးတွေပြုလုပ်ပေးပါကိုယ့်ရဲ့ဆူတောင်းမြတ်တာပို့တာမျိုးတွေပို့ပို့ပြီးတော့ပြုလုပ်ပေးပါ၃ရက်၆ရက်၈ရက်၁၀ရက်၁၉ရက်အဲ့တော့၁၆ရက်နော် ဲ့လိုလေးရမျိုးလေးတွေတတိထားပြီးတော့အဝိနန္တာလေးတွေဖျောင်းနိုင်လေးတွေပူဇော်ပြီးတော့ဆူတောင်းမယ်ဆိုရင်လည်းတောက်ကြသားသမီးတွေဒီလမညံ့ပါဘူးနော်ဒီလကကံကောင်းမယ်ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေလည်းကံကောင်းတယ်ငွေကြေးရည်လက်လာဘက်တွေလည်းကံကောင်းလာပါလိမ့်မယ်တခုတော့တတိထားပါကျမ်းမာရေးကယူဆက်ရမယ်ကိုကိုယ်တိုင်မဟုတ်တော့မှာကိုနေတဲ့အိမ်သားတခုခုကျမ်းမာရေးညံ့သွားတာမျိုးတွေဖြစ်တတ်ပါ တော့စီးုံစီးကန်းတွေလိုက်ပို့ရတာမျိုးတွေလည်းကြုံရတတ်ပါတယ်အဲ့တော့တကူကဒီနားပိုင်းမှာတောက်ကြအသားသမီးတွေကပြင်းပြင်းလုံးဝနေလို့မရပါဘူးအတူပါလိုက်ပို့လို့မရပါဘူးဒါပေမဲ့လို့လူနာတွေကိုကူညီထောက်ပံ့ပေးလို့တော့ရပါတယ်စေဝတ္တစာတွေကူညီထောက်ပံ့ပေးလိုက်ပါကို့အတွက်လည်းကြံ့ရင်စီပါတယ်ပို့ပြီးတော့လည်းအញ្ញံနေခြေပြက်လိုက်ပါရဲတောက်ကြသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေ စိတ်သွားတိုင်းကိုပါလိုရာဆန္ဒပြီးဝင်နိုင်ကြပါ